ငရဲတရိစ္ဆာန်ပြိတ်ဖြစ်ပြီးတဲ့နောက်လူပုံလူဝပြန်ရဖို့ဆိုတော့မဖြစ်နိုင်လောက်အောင်ခဲရင်တယ်လို့ပြောတာနော်အေးဒါတော့တချို့တလေကလူဝရဲ့တန်ဖိုးကိုမသိဘူးစိတ်ညစ်လို့ဆိုကိုယ့်ကိုယ်ကိုတတ်သေးတယ်နောက်ဘဝပဲရောက်သွားမယ်ဆိုတော့မသိဘူးနဲ့တူတယ်လူပြန်ဖြစ်မြန်များထင်းနေသလားမသိဘူးနော်ဒါကြောင့်မို့လို့လူဝမှာမသိစားနိုင်အောင်ကုသိုလ်ကောင်းမှုတွေညံ့ညံ့လုပ်ဖို့ရည်ကြီးတယ် ရထားတဲ့အချိန်လေးကအမတန်တန်မိုးရှိတဲ့ဘဝလေးကိုရထားတာအဲ့ဒီတန်မိုးရှိတဲ့ဘဝလေးကိုဘာတွေနဲ့အချိန်ဖြုံးလို့ဆိုရင်အပျော်တွေအပါးတွေနဲ့ပဲအချိန်ဖြုံးတယ်စီးပွားရေးကိစ္စတွေနဲ့ပဲအချိန်ဖြုံးတယ်အားလုံးဟာဓာတ်တွေနဲ့ပဲအချိန်ဖြုံးပြီးတော့ဘဝတစ်ခုဆုံးသွားကြပြန်တယ်ဘာတရားမှလည်းမသိလိုက်ဘူးဆိုတော့ဆုံးရှုံးနေတာပေါ့မစင်းစားရင်တော့မသိဘူးစင်းစားရင်အခြေကဒီတိုင်းလာမှာပဲ ဟုတ်ကဲ့လားကဲထို့တူပဲပြိတ္တာဘဝကိုကြည့်လိုက်အောင်ပြိတ္တာဘဝကနေလူဖြစ်တာတို့နတ်ဖြစ်တာတို့အလုံးကိုနဲတယ်ဘယ်သွားတော့ပြိတ္တာဘဝကနေပြိတ္တာပြန်ဖြစ်တာပြိတ္တာဘဝကနေငရဲကြသွားတာပြိတ္တာဘဝကနေတိရိစ္ဆာန်ဖြစ်သွားတာဓာရီကပဲများတယ်အဲ့ဒါကိုပြောတာဘဝခရီးသွားအ ਨੇ အမြဆင်းထုတ်ကြည့်လိုက်အဖြေဟာဒီတိုင်းတွေ့နိုင်ပါတယ်လို့